င်္ဂလာပါကလေးတို့ရေဒီချက်ကတော့ grade 6သိပ္ပံသင်ကြားပေးမယ့်ဒီချက်ချမ်းဖြစ်ပါတယ်အခန်းတ္တသိပ္ပံရဲ့သဘောတဘာဝကနေပြီးတော့မှသင်ခန်းစာ9သိပ္ပံစမ်းသပ်ချက်နဲ့ရလမြအကြောင်းကိုဒီချက်တို့လေ့လာကြပါမယ် ပံစမ်းသပ်ချက်တွေပြုတ်လုတဲ့အခါမှာပါဝင်ပစ္စည်းတွေနဲ့တကယ်လို့အခြေအနေတွေပေါ်မှာမူတည်ပြီးတော့မှရလက်အမျိုးမျိုးဟာပြောင်းလဲနိုင်ပါတယ်။ကဲဒါဆိုရင်တကယ်လို့လုပ်ငန်းတစ်ကလေးကိုလက်တွဲပြုတ်လုကြည့်အောင်။အဲ့တော့လုပ်ငန်းတစ်တကယ်လို့ဘာဖြစ်လဲအုပ်စုလိုက်အောက်ပါစမ်းသပ်ချက်တစ်ခုကိုလှုပ်ဆောင်ပါတဲ့။ ရားလေးကိုတောက်သမီးတို့ရဲ့မှတ်စုလေးမှာဆွဲပေးပါအဲ့တော့ဒီချေကဇရားလေးကိုပြပေးထားမယ်နော်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီချေတို့ရေပမာဏအညီအမျှယူပါဆိုတော့ဒီချေတို့ရေပမာဏကတော့ဒီချေတို့အညီအမျှယူရမယ်ဟုတ်ပြီနော်ပြီးသွားရင်တော့ဒီချေတို့အုပ်စု1အဲ့တော့ဒီချေကတော့တောက်သမီးတို့နမူနာလောက်ထားတာဖြစ်တဲ့အတွက်ဒီချေကတော့အုပ်စု1နှစ်3ထွက်ဆိုရင်ဒီချေကဒီမှာရေပမာဏတူတူညီညီနဲ့ဒီချေထားထားပေးထားတယ်ဟုတ်ပြီနော်အဲ့တော့အုပ်စု1ကကြတော့ဒီချေတို့ကစားတစုံ ဲ့တော့စားတဆုံးကကျတော့ဒီခြေတို့ကဇပွဲတင်ဆုံးဆိုတာဒီလိုဒီလိုဆုံးလေးကိုပြောတာပေါ့နော်လက်ဖက်ရည်ဆုံးလေးပေါ့နော်အဲ့တော့ဇပွဲတင်ဆုံးတဆုံးအုပ်စုနှစ်ကကျတော့စားနှဆုံးအုပ်စုသုံးကားကြတော့စားသုံးဆုံးကိုယူမယ်ရေထဲမှာတချို့တတ်မှတ်ထားတဲ့စားပမာဏကိုထည့်ပြီးတော့မှလုံးဝပျော်ဝင်သွားတဲ့အထိတချို့ကမှွေမယ်ပြီးသွားလို့ရှိရင်စားအားလုံးပျော်ဝင်သွားတဲ့အခါကိုတချို့ကကြာချိန်လေးကိုတချို့ကမှတ်ထားမယ် ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီချေကိုလက်တွေ့စပြီးတော့ပြုလို့ရအောင်အဲ့တော့ဒီချေကအုပ်စုတစ်အစားဒီချေကအရင်ဆုံးဒီချေကဘာဖြစ်လဲဆိုရင်စားတစုံကိုအရင်ထည့်ပြီးတော့မှုန်မယ်ကဲအဲ့တော့ဒီချေတို့ကြာချင်းလေးကိုမှတ်မယ်ကဲအဲ့တော့ဒီချေကစားတစုံအရင်မှုန်မယ်ကဲဒီမှာနော်ဒီခြေတို့စားအားလုံးပြုံးဝင်သွားပြီကဲအဲ့တော့ဒီခြေတို့က ပြန်လိုက်မယ်အဲ့တော့33စက္ကန့်အဲ့တော့33စက္ကန့်မှာဒီကျေတို့စားတစုံလေးကဘာဖြစ်လဲပျော်ဝင်သွားတယ်ရည်တယ်ဦးနော်အဲ့တော့စားတစုံထည့်လိုက်တဲ့အချိန်ကဒီကျေတို့ကဘာလောက်လဲ33စက္ကန့်မှာသူကရည်နဲ့လုံးဝကိုပျော်ဝင်သွားတယ်နော်ကဲဒါဆိုရင်ဒီကျေကအုပ်စုဒါအုပ်စုတစ်အတွက်နော်နောက်ထပ်အုပ်စုနှစ်အတွက်ကိုဒီကျေကထပ်ပြီးတော့ပြုလုပ်ပေးမယ်အဲ့တော့တောက်သမီးတို့ရဲ့ နော်မှတ်စုစာအုပ်ထဲကဇာတ်လေးထဲမှာကြာချိန်လေးကိုရေးပြီးနော်ဒါအုပ်စုနှစ်အတွက်တစ်ချက်စာနှစုံထည့်မယ်ဟဲ့ဟုတ်ပြီနော် ကဲအဲ့တော့ကြည့်လိုက်ပါစားလေးကရေထဲမှာလုံးဝပြုံးဝင်သွားပြီနော်အဲ့တော့ဒီချေတို့ကအုပ်စုနှစ်မှာစားနှဆုံးဒီချေထည့်လိုက်တဲ့အချိန်မှာသူ့ရဲ့ကြာချိန်လေးကတော့44စက္ကန့်ပါပဲသူကအကုန်လုံးပါလဲရေထဲမှာပြုံးဝင်သွားရယ်နော်ကဲဒါဆိုရင်ဒီချေကအုပ်စု၃တော့ကိုထပ်ပြီးတော့ပြုလုပ်ပေးမယ်နော်ကဲအုပ်စု၃တော့ကြတော့ဒီချေကစား၃ဆုံးထည့်မယ် ရှယ်ကစားထိုင်ပြီးသွားပြီဆိုတော့တိုင်ပါเนาะကြာချင်းပေးပါမယ်။ကဲဘယ်တော့ကြာကြာမှာ तू ဟာပြောဝင်သွားမလဲ။ကဲဟုတ်ပြီเนาะကဲစားလေးတွေအကုန်ပြောဝင်သွားပြီ။ကဲအဲ့တော့ဒီချင်းတို့ကြာချင်းလေးကြည့်ရအောင်။ ဟုတ်ပြီနော်အဲ့တော့ဒီချဲကနော်စားသုံးဆုံးထည့်လိုက်တဲ့အချိန်မှာနော်အုပ်စုသုံးတဲ့ဒီချဲစားသုံးဆုံးထည့်လိုက်တဲ့အချိန်မှာသူ့ရဲ့ကြာချိန်လေးကတော့58စက္ကန့်ကဲဒီချဲတို့တွေထည့်လိုက်တဲ့စားပမာဏပေါ်မှာမူတည်ပြီးတော့မှဒီချဲတို့ထည့်လိုက်တဲ့စားပမာဏနော်တစ်စုံနှစ်စုံသုံးစုံအဲ့ဒီမှာမူတည်ပြီးတော့မှကြာချိန်လေးတွေကလည်း क्वे ပြနိုင်တယ်ဟုတ်ပြီနော်အဲ့တော့တာဝတ်သမီးတို့ကိုယ်တိုင်ကလည်းအိမ်မှာလက်ထွေးပြုတ်လုပ်ပြီးတော့တာဝတ်သမီးတို့ကိုယ်တိုင်ဟုတ်ပြီနော်မှတ်စုဆောင်လေးထဲမှာတွေ့ရှိချက်လေးတွေကိုရေးပေးပါအောင်နော် အဓိကချက်အနေနဲ့ကတော့စမ်းသပ်ချက်တစ်ခုမှာဆိုလို့ရှိရင်စမ်းသပ်ရမယ့်အရာဖြစ်စေစမ်းသပ်မယ့်အခြေအနေတစ်ခုဖြစ်စေပြောင်းလဲသည်နဲ့အမျှရင်းတို့ရဲ့ရလက်ကလည်းပြောင်းလဲပါတယ်။ကဲဟုတ်ပြီဒီချက်တင်လိုက်တဲ့သင်ခန်းစာလေးကတော့အခန်း1တိပ္ပံရဲ့သဘောတဘာဝသင်ခန်းစာ9တိပ္ပံစမ်းသပ်ချက်နဲ့ရလက်များအကြောင်းပဲဖြစ်တယ်။ဒီငယ်ဒီသင်္ကန်းစာလေးကိုတောက်သမီးတို့နားလည်လိမ့်မယ်လို့ဒီချက်ထင်ပါတယ်။ကဲဟုတ်ပြီ။နောက်စာသင်ချိန်မှာဒီချက်နဲ့တူတူပြန်တွေ့မယ်နော်။ left.